မင်္ဂလာပါဒီနေ့က17ရက်6လ2025ကျွန်တော်ရေဘော်အီတီပါအဲမတိသေးတဲ့မိတ်ဆွေတွေကိုလည်းပြောမှာเนาะဒါကျွန်တော်ရဲ့ကိုယ်ပိုင် channel ပါအားလေးထပ်မံပြီးအတည်ပြုပါတယ်တချို့ကအတုထင်ပါဆိုလို့တချို့ကလည်းမျက်မှန်တက်ပြပါဆိုတော့ဒီနေ့တော့မျက်မှန်တက်ပြတယ်ဗျာเนาะမျက်မှန်တက်ပြထားတယ်ဟမ်တချို့ကတော့ဒါမျက်မှန်မတက်ဘဲနဲ့ဟိုနေမဖြစ်နဲ့เนาะ မြမတခိုင်းတော့မြမတရတော့ဗျာကိုပြိတဲ့အလိုကြဒီနေ့ပြောချင်တာကကျွန်တော်လင်းပြတ်ကြတဲ့အကြောင်းပြောမှာပေါ့နော်အလားလင်းရပြတ်ကြလို့ရကိုကြီးကဘာတွေပြောမှာလဲလင်းပြတ်ကြတဲ့အကြောင်းဘာကြောင့်ပြောရမှာလဲဆိုတော့ဒါဒီ F7 လင်းပေါ့နော် F7 လင်းကဘယ်လိုအခြေအနေမျိုးရှိလဲဘာကြောင့်မင်းအွန်လိုင်းတို့က F7 လင်းကိုအသုံးပြုရတာတော့နောက်ပြီးတော့လင်းမှုကဘာကြောင့်တည်သွားရတာတော့ပေါ့နော် agent system တွေမပါဘူးလားစသဖြင့်ဟုတ်လားနော်အားလေးအဓိကတော့လေယာဉ်မှုတည်ရတဲ့အကြောင်းရင်းရယ် app 7လေယာဉ်တွေကိုဘာကြောင့်အသုံးပြုနေရလဲဆိုတဲ့ဒါလေးကိုပြောချင်တာပေါ့နော်အခုပြီးခဲ့တဲ့မနေ့ကတော့ကျွန်တော်တို့တော်လိုင်းရဲ့တခွေတွေကစကိုင်းတိုင်းပလင်းမြို့နယ်ကန်တော့ရင်စကန်တိန်တိုက်ပွဲကိုဒါပြစ်ကူလာတာပေါ့ဗျာပြစ်ကူလာတဲ့လေယာဉ်အားလုံးနဲ့သိပြီးသားအားလုံးနဲ့ပြောပြီးသားစပါးစီကြည့်ရအဲ့ဒီနည်းကို အပြတ်ကြပါရနော်အဖြစ်စဉ်ဖြစ်ခဲ့တာအဲ့တော့အခုဒီလေရင်နဲ့ပတ်သက်ပြီးတော့မှပြောကြတာဗာလေရင်လဲညာလေရင်လဲပေါ့နော်ကျွန်တော်တို့စကျွန်တော်တို့ထင်ခဲ့တာကရောက်ဝမ်း30တို့ FTC အဲ2000 G တို့ဒါမျိုးတွေထင်ခဲ့တာပေါ့နော်ဒါပေမဲ့အဲ့လေရင်နေမဟုတ်ဘူးအဲ့လေရင်နေမဟုတ်ဘဲね F7 ဆိုတော့ဟာကျွန်တော်တရားအံ့ဩပါတယ်ပေါ့နော်အဲ့ F7 ဆိုတာတော်တော်လေးဟူဟောင်းနေတဲ့ လေရင်တခုပေါ့နော်ဟိုဘောင်ကျောင်းမျိုးမင်းတို့ဘာလို့လဲပြောရတယ်သူတို့လဲဒါအဲလီဒတ်သူတို့ ਨੇ တိတ်တဲ့လီဒတ်ကလူတွေကိုမေးကြည့်တဲ့အချိန်မှာဒီက app 7လို့တော့အတီးပြုတ်နေတာနော်အော်ဟာစစ်တက်က app 7လေရင်တော့မှပြန်ပြီးတော့ထုတ်သုံးနေရပြီလားဆိုတော့မှအဲ့လိုမျိုးကျွန်တော်လည်းအံ့ဩရတယ်ပေါ့နော်ကြာပြီဗျ app 7ဆိုတော့ပြောရအောင် auto date ဖြစ်သွားပြီနော်အဲ့တော့ app 7ကတရုတ်နိုင်ငံတုတ်လေးရင် တရုတ်နိုင်ငံတုံးဆိုတည်တဲ့အတိုင်းအခုမှထုတ်တာမဟုတ်ဘူးအခုနောက်ပိုင်းမှာတရုတ်ကနည်းပညာတွေမြင့်လာတယ်အဲပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်အရင်တော့ဒီ F7 ကိုဘယ်နှခုနှစ်လောက်ကလဲဆိုတော့1960လောက်က1960လောက်ကထုတ်တာပေါ့ခုနကဘလော့ကြာတယ်ကျွန်တော်တို့တော့မမွေးသေးဘူးနော်အဲ့လိုကာလတွေကထုတ်တဲ့လေရင်မျိုးညာအဲ့တော့အခု2025မှာထ3 2025အထိဒါတုံးနေတယ်ဆိုတော့တော်တော်အချိန်နေဆိုးတော့ပေါ့နော် အဲ့တော့တရုတ်နိုင်ငံကဒီလေရင်လေရင်ကြောင်းလေးနည်းနည်းပြောမယ်ဒီ F7 လေရင်တွေရဲ့အမိုင်းလေးပေါ့နော် Chandu Aircraft Corporation ကနေပြီးတော့ CAC ပေါ့ဗျာအဲ့ဒီကနေထုတ်တာသူက MiG 21ပေါ့နော်ရုရှားရဲ့အရင်တော့ရုရှားမဟုတ်ဘူး1960ဝန်းကျင်ကတော့ဆိုဗီယက်ပေါ့နော်ဆိုဗီယက်ရဲ့ MiG 21တွေကိုသူကအတုခိုးထားတာပေါ့နော်အဲ့တော့ MiG အထူးဒီ MiG 21ရှိတယ် MiG အာ MiG 21ရှိတယ်နောက် F30 ရှိတယ်အဲ့ဒါတွေပေါ့နော်အဲ့ဒါတွေကိုသူက copy ကူးထားတာပေါ့နော် license ပေးလို့ပြီးတော့ copy ကူးတာဒီ license ပေးလို့တယ်ဆိုတာကတရားဝင်ပေါ့ဗျာဒီ F7 တွေကိုမင်းတို့ဆိုဗီယက်ပြည်တော်စုကအဲဒီ mid 21နဲ့အတူတဲ့လေယာဉ်မျိုးပေါ့နော်ငါတို့တရုတ်နိုင်ငံထဲမှာထုတ်မယ်နော်တူညီတဲ့ design နဲ့ငါတို့ထုတ်မယ်အဲ့တော့ငါတို့ license ပေးပါပေါ့နော်အဲ့လို license ပေးပြီးတော့မှတရားဝင် license ယူပြီးတော့မှကိုယ်ပိုင်ဆက်ယုံမှထုတ်တာပေါ့နော်အဲ့ဒါက1960လောက်မှာစပြီးတော့ထုတ်တာပေါ့နော်1966 1968 အဲအဲ့ဒီမှာနည်းနည်း version တွေပြောင်းလာစားထုတ်တော့ F7B F7C F7M P เนาะ PG MP စသဖြင့်ပေါ့เนาะအဲ့လိုမျိုးတွေထုတ်တာပေါ့အဲ့တော့နောက်ဆုံး F7 ကတော့ F7BG BGI ပေါ့เนาะအဲ့ဒါကတော့သူထုတ်လို့မှုတမိုင်းပေါ့ဗျာเนาะအဲ့ဟုတ်ပြီအဲ့လေရင်တွေကိုဘယ်နိုင်ငံတွေကအဓိကထားပြီးတုံးလဲဆိုတော့စင်ရဲနိုင်ငံတွေတုံးတာငါစနူနိုင်ငံတွေပေါ့ဗျာเนาะပတ်စံမရှိတဲ့ကောင်တွေတုံးတာအဲ့အဲ့လေရင်တွေပေါ့ တရုတ်ကလည်းတိတယ်သူရဲ့ပေါ်ချောင်းကောင်းဟာတွေကို तू ကသူ့နိုင်ငံတွင်းမှာ तू သူများရှိရနေဟာကိုဖိုးချမယ်ဖိုးချပြီးတော့မှအဲ့ဒီမျက်စိပိတ်နားပိတ်နိုင်ငံတွေကိုလိုက်ပြီးတော့မှတွေ့လာရအောင်ငါတို့လေရင်ရတွေ့လာဆိုဗီယက်ပြည်တော်ဆိုတာ mid 21နဲ့တွေ့တယ်တွေ့ရမလားအဲမင်းတို့ယူမလားဘလို့ကောင်းနေဗာညာကောင်းနေပေါ့နော်မျက်စိပိတ်နိုင်ငံတွေနော်ဘာမှမဖွင့်ပြောမတိုးတက်တဲ့နိုင်ငံတွေအဲ့နိုင်ငံတွေကိုပတ်ရောက်နေတာပေါ့သူကဒီလိုနဲ့စီးပွားဖြစ်လာတဲ့နိုင်ငံပေါ့ဗျာတရုတ်ဆိုတာ တော့ဘယ်နိုင်ငံတွေကအဓိကထားပြီးအသုံးပြုလဲဆိုတော့ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်နောက်မြန်မာနောက်နောက်ကိုရီးယားအီရန်ဇင်ဘာဘွေနိုင်ဂျီးရီးယားအီဂျစ်အီရတ်အိုင်နိုင်ငံတွေတုံးတယ်။အီရတ်တို့ကတော့အရင်ကတုံးတော့ဘူးအခုမတုံးတော့ဘူးမတုံးတော့အီဂျစ်တို့ကတော့မတုံးတော့ဘူးနော်။အီဂျစ်တို့အီရန်တို့အာနောက်ဘရောအဲ့ပေါ့အီဂျစ်တို့အီရန်တို့ပေါ့နော်အဲ့နိုင်ငံတွေမတုံးတော့ဘူး။ ပါကစ္စတန်တို့ဘာလို့လဲမတုံးတော့ဘူးနော်ပါကစ္စတန်တို့ဘာလို့လဲမသိရတာနော်နောက်ဆုံးတော့ update လေးရင်းနေတုံးတာနော်အဲ့မြန်မာပြည်ကိုဗေရှင်ရဆရောက်လာတယ်လေဆိုတော့ဒီ F7 လေးရင်းတွေက1990ဝန်းကျင်ကဆရောက်တာနော်1990ဆိုတော့သိတဲ့တိုင်ဘူတန်ရှီတို့အဲဘူဆုံးမောင်ဘူဆုံးမောင်အာနာတိန်တော့1990ကနေစပြီး2000ပေါ့ဗျာနော်90နဲ့2000ကြားထဲမှာ F7 လေးရင်းတွေဘယ် version ကနေစဝင်လာလဲဆိုတော့ F7 F7M F7B အဲ့အဲ့ version တွေပေါ့နော်အဲ့ဒီကောင်တွေကိုစပြီးတော့ဝယ်ခဲ့တာပေါ့နော်အဓိကသူကအသုံးပြုချင်တာကကျွန်တော်တို့ပြပရှင်အတွက်သူတို့ဝယ်တာမဟုတ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့တိုင်းပြည်အသေးတယ်မှာ1990ဝန်းကျင်မှာသူပြည်တွင်းစစ်တွေကိုသူနှိမ်နှင်းဖို့အတွက်သူတို့ရွေချက်ထားထားတယ်ပေါ့ပြောရလို့ရှိရင်အဲ့ဒီကာလတုန်းကကျွန်တော်တို့ဒီပြည်တွင်းစစ်ကိုနှိမ်နှင်းတဲ့နေရာမှာအဲ့ဒီလေရင်တွေကအသုံးတည်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကသူတို့ ရွေချက်က ground attack တွေနော် air speed patrol နော် training ပေါ့နော်အဲ့အဲ့အပိုင်းတွေပေါ့နော်အဓိကကဒီကင်းထောက်မယ်နောက်ပြီးတော့ ground attack တွေဝေဟင်ကနေပြီးတော့မြေပြင်ကိုဒါတိုက်ခိုက်တာတွေလုပ်မယ်နော် training လုပ်မယ်ပေါ့နော် train လုပ်မယ်အဲ့အဓိကကသူကပါတယ်ဆိုတော့ COIN လို့ခေါ်တယ် counter insurgency အဲ့အတွက်သူကအသုံးပြုတာပေါ့နော်အဲ့အတွက်ကိုအဓိကထားပြီးတော့မှ1990နဲ့ဒီ2000ဝန်းကျင်အဲ့ကြားထဲမှာဒီ F7 တွေကိုအများကြီးဝေခဲ့အဲ့တော့တယောက်က အကျွေးတွေလည်းရောင်းတယ်အဲ့ဒီအချိန်မှာတယောက်ကအဲ့လိုမျိုးပံ့ပိုးခဲ့တာပေါ့အဲ့ပြန်ပြီးတော့မှကျွန်တော်ဟိုဟိုဟိုဘက်တခြားတခြားကန္တာတွေဆက်ဆက်ပြီးပြောရမယ်ဆိုလို့ချင်းဒီအရင်တုန်းကဆက်ရနာတိန်းတုန်းကမင်းအောင်ဒီတန်းရွှေရဲ့နောက်မှာအဲ့လိုတရုတ်တွေတရုတ်တို့ဘာလို့ကမမမမရှိခဲ့တယ်ဒါကိုပြောချင်တာအခုအချိန်နေနဲ့မတူတော့ဘူးပြောချင်တာနော်အခုချိန်နေနေကတော့တရုတ်ကတိတ်ပြီးခပ်ပါပါပဲ။ဒါကဘာမှလည်းမရောဘာမှလည်းဟိုကမဖြစ်ဘူး။အရင်တော့ဆိုလို့ချင်းအဲ့လိုလေရင်တွေကအစအကျွေးရောက်ပြီးတာ အဲ့လိုလေ့ရင်နေပေါ့နော်နောက်ခုနောက်ပိုင်းမှာတော့ဒါစူတာတီတို့နော်အဲနောက်ပြီးတော့ mic 29တို့ဒါအခုနောက်ပိုင်းပို့ပြီးတော့မှတိုးတက်လာတဲ့အခြေအနေမှာနောက် GSMT တို့ GSMT တွေတို့ဘာလို့တော့မှသိစိတ်ချရတဲ့အခြေအနေမှာမရှိတော့ဘူးပေါ့နော်အဲ့တော့ပြောရရင်ဒီ F7 တွေက2019 2018 2019လောက်မှာနိုင်ငံတော်များများက တိတ်ပြီးမတုံးတော့ဘူးဤပညာမကောင်းဘူးဤပညာဘုံကလည်းနှလုံးကနေပြီးလေးလုံးထိပဲတင်လို့ရတယ်နောက်ပြီးတော့မှသူကဒီပေါ့ targeting pot တွေမပွားဘူးတေချာပေါ့နော် target တွေကိုတေချာချိန်တွယ်နိုင်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေမပွားဘူးနောက်ပြီးတော့သူကဒီ injection system တွေကလည်းအဲ့ဒါခဏခဏတက်တယ်နော်အဲ့ဒါခဏခဏတက်တယ်နောက်တစ်ခါ fire suppression အဲ့ဒါတွေလည်းမရှိဘူးပေါ့နော် defy separation ဆိုတာကျွန်တော်တို့သူက auto ပေါ့ဗျာကိုကိုကိုလေရင်ပြီးတော့တခုပြစ်ခံလိုက်ရဒါမှမဟုတ်လေရင်က error တက်လို့အဲ engine error တက်တာပဲဖြစ်ဖြစ်တခု error တက်လို့လေရင်ကိုယ်ရင်ပြီးတော့ဆိုလို့ရှိရင် automatic ဒီမီးနှိမ့်တက်ပြီးတဲ့ system ပေါ့နော်အဲ့ဒီ system นี่မပါဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲ့တော့ drone နှိမ့်နေတာပေါ့နော်အဲ့တော့ဒီကောင်ကဒီလေရင်အစုတ်ကြီးနဲ့တွားပြီးတော့မှဘုံကျရတဲ့ကောင်တွေမှာပါတော့ဗျာနော်အဲ့တော့လေရင်က ဟိုပြန်တက်လို့ရတဲ့အနေအထားပေါ့ပြန်တက်မိုးဘုတ်ပြန်တက်မယ်ပြန်တက်ပြီလို့ရှိရင်ဘုံကျဲတဲ့နေရာကိုသွားမယ်တက်ကက်ကတိကျကြမတိကျကြသူကချပေါ့နော်အဲ့တော့တက်ကက်ကအတိကျရဖို့ဆိုရင်အ ਨੇ ဆုံးအတော်တော်နိမ့်နိမ့်ကိုပြန်တန်းပြီးတော့မှချပြီးမှသူကတက်တက်ကက်ကိုအတိကျရနိုင်မယ်ပေါ့နော်ဒီအချက်တွေလည်းပါလို့တယ်အပြစ်ခံရတယ်ဆိုတဲ့အထဲမှာပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမျိုးရှိတယ်ပြောရရင်ဒီလေရင်တွေက operational degradation ဖြစ်နေပြီလုံးဝကိုအုံမင်းဟောင်းနှွမ်းနေတဲ့ လေရင်ကြီးလေရင်တွေပေါ့ဗျာတိုက်လေရင်တွေပေါ့ဒါကြီးကိုဒီကောင်ကစီးပြီးတော့မှသွားပြီးတော့မှစစ်စင်ကြီးဝင်ရတာအတော်တနာစရာကောင်းနေကောင်းပေါ့နော်အော်ကျွန်တော်တို့တော့မှကိုထင်နေတာကရက်ကွမ်းတတီတို့ K8 တို့စသဖြင့်ပေါ့ဗျာအဲ့လေရင်တော့ဖြစ်လောက်မယ်စူတာတီတို့ Mid 29တို့ဘာလို့တော့ဒါမဖြစ်နိုင်သေးဘူးပေါ့နော်အဲ့ဒါတော့တော့သုံးမှာမဟုတ်ဘူးလို့ကျွန်တော်တို့အဲ့လိုထင်ခဲ့တာပေါ့နောက်တစ်ခုကအဲ့လေရင်တွေရဲ့ spare part ပစ္စည်းတွေပေါ့နော် စပရဘက်ပစ္စည်းဒီလေရင်တွေက operational degradation ဖြစ်တဲ့အတွက်စွမ်းဆောင်ရည်ကသူကလုံးဝကျဆင်းနေပြီစွမ်းဆောင်ရည်မရှိတော့ဘူးအဲ့အတွက်ကြောင့်မို့လို့ဒီ F7 နဲ့ပတ်သက်တဲ့음ထုတ်လုပ်မှုပေါ့နော်ထုတ်လုပ်မှုကိုရပ်ဆိုင်းသွားပြီသူ့မှာစပရဘက်ပစ္စည်းမရှိဘူးအဲ့တော့အဲ့ဒါ၄ကိုသူကအစားထိုးဖို့အတွက် GF70 တို့ K8 တို့အဲ့လိုမျိုးတွေကိုအစားထိုးပြီးတော့မှဝင်လာတာတွေရှိတယ်ပေါ့နော်အဲ့တော့ low flying လုပ်တဲ့အချိန်မှာ ဒီပုံကျဲဖို့ပေါ့နော် low flying လုပ်တဲ့အချိန်မှာဒါပြစ်ချခံရမယ်ဆိုလို့ရှိရင်အန်ဒီရရှိတဲ့အနေအထားမှာရှိတယ်ပေါ့ဒီလေရင်နဲ့ဒီခုဒီ F7 ကအဲ့တော့အခုကျွန်တော်တို့ဒီသုံးသပ်ရတာပေါ့2025ကျွန်တော်တို့10ရက်နေ့ကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကသူ low flying လုပ်ပါလိမ့်မယ်နော်တော်လိုင်းတက်ဖွဲ့တွေအဲ့မှာပြစ်လိုက်တာဖြစ်ပါလိမ့်မယ်နော်အဲ့ဒါထိသွားတာပေါ့အဲတချို့ကတော့ point 5နေလို့တော့ပြောတယ်ဘာလို့ low flying လုပ်အောင်မလဲဆိုတော့တက်ကက်ကသူက ဟိုမတိကြဘူးပေါ့နော်ဒီလေရင်တွေကတက်ကံမတိကြအောင်မတိကြတဲ့အချိန်မှာဟိုမှာအသေးအံဒီကန်တော့ရဲစကန်းကလည်းအသေးအံခံနေရတဲ့အချိန်အဲ့တော့တက်ကတိကြဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီကောင် low flying လုပ်ပြီးတော့မှနောက်ငယ်ရလဲငယ်တယ်ဗျာနော်ဒီအခုပိုက်လို့အသက်ငယ်တယ်လို့ပြောတယ်အဲ့တော့ဒီကောင် fighter လုပ်မှာပေါ့နော် low flying လုပ်တဲ့အချိန်မှာအောက်ကနေစော်ထည့်ရတာစော်ထည့်လိုက်တာကလည်းဟိုလင်းပြက်လက်နဲ့တော့မဟုတ်တော့ဘူးထင်တာပဲเนาะတချို့ကတော့0.5လို့ပြောတာ0.5လောက်နဲ့ထိသွားပါလိမ့်မယ် လင်းရလဲတော်တော်ခံနိုင်တဲ့လင်းမျိုးမဟုတ်ဘူး။အိုမင်းဟောင်းနှွမ်းနေတဲ့လင်းဖြစ်တယ်။အဲအဲ့ဒါကြောင့်အဲ့ဒါကြောင့်ပေါ့နော်။ဒါပြတ်ကျသွားတယ်လို့သုံးသပ်လို့ရတာပေါ့။အဲ့တော့အရင်တော့တော့တိုင်းသားတွေကိုခြေမုံတဲ့နေရာမှာဒီလင်းရင်တွေကိုအသုံးပြုတာကအထီရောက်ခဲ့တယ်။ထီရောက်ခဲ့ရဆိုတော့ကျွန်တော်တို့ဒီပြတ်မှတ်ရှိတဲ့ဘုံဟိုပေါ့နော်စခန်းကုန်းကြီးတစ်ခုကိုအဲ့မှာတဝုံးနဲ့လင်းတစည်းသွားလိုက်ကျဲလိုက်လင်းစည်းသွားလိုက်ကျဲလိုက်ဒါကပြဿနာမရှိဘူးတော်ရီတောင်ရီတွေမှာနော်အခုကကြတော့အရင်တော့အဲ့လိုပုံစံမျိုးလဲအဲကြောင်းလဲလာတဲ့စည်ရေးဖြူဝါတွေအရာ ပုံမှန်အတိုင်းတမယူကြအတိုင်းသွားလို့မရတဲ့အနေအထားတွေလည်းရှိတာပေါ့နော်အဲ့တော့ဟိုကောင်ကနည်းနည်းလေးတွေးကြွပြီးတော့မှ low flying လုပ်ပါလိမ့်မယ်အဲ့အဲ့ဒီအချိန်မှာတော့ကင်ထုတ်ခံလိုက်ရတဲ့အနေအထားလို့တော့ဒါသုံးသပ်ရတာပေါ့နော်အဲ့တော့ဒီအချိန်မှာတော့ဒီလေရင်အဟောင်းတွေကိုအသုံးပြုဖို့အတွက်ပေါ့နော်အဲမေးအောင်နိုင်လို့စစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ချင်းချောက်မှုတစ်ခုလို့တော့ပြောလို့ရတာပေါ့နော်အခုတော့ကျွန်တော်စုံစမ်းသိရှိရသလောက်စစ်တဲ့ထဲမှာတကယ်သုံးနိုင်တဲ့ လေးရင်ပေါ့နော်တကယ်ကိုမမချာချာသုံးနိုင်နေလေးရင် hash key ရောပါရောဆိုရင်20နီးပါးလောက်ပဲရှိတယ်လို့ပြောတယ်။လေးနေကတော့အများကြီးပဲနော်။ဒီ app 7နေရှိမယ် app 7 m ပေါ့နော် app 7 m နေရှိမယ်။အဲ့ဒီ app 7 m နေရောမှတခါမီးလောင်လို့လားမသိဘူးနော်။အဲ့ဒါကို fd 7နေနဲ့လဲထားတာရှိသေးတယ်။ဒါပေမဲ့အဲ့ဒါတွေနဲ့သုံးမဝင်ဘူး။အဲ့ FD7 နေလဲဒီကောင်နေ3ကျင်3နေမှာပေါ့နော်ဒါပေမဲ့အသုံးမဝင်ဘူးအဲ့ကောင်နေလဲအန်ဒီရအရန်များတယ် အလိုလျောက်ကိုသူကသူအန်နေများတယ်ကောင်းနေနော်အဲ့တော့အခုဘုံကျဲတာကတော့အဲကျွန်တော်တို့ဒီလေဒန်းနဲ့ပတ်သက်ပြီးတော့သိရှိရတဲ့လေဒန်းနဲ့ပတ်သက်ပြီးတော့သိထားရတဲ့ CDM တွေပေါ့နော်သူတို့ကိုမေးကြည့်တာတော့ F7 ဖြစ်ဖို့များပါတယ်တဲ့အဲ့လိုပြောတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒေါ်လာရေးတက်ဖို့ရေးပြစ်ချတာ22စီရှိပြီနော်22စီပြစ်ချတာကောဟိုသူကသူပြတ်ကြတာပေါ့22စီရှိပါပြီပြစ်ချတာကိုပြတ်ကြတာပေါ့နော် MI70 က9စီ Euro Cup က4စီ နောက် MI 35ကတစ်စီးအဲအဲ့ဒီမှာလည်းနှစ်စီးပေါ့နော်ဟိုအဲ12စီးပေါ့12စီးကဒါ helicopter တွေကြီးပဲ husky ရေးပဲပေါ့နော် jet fighter က KA ရေး A5 ရေး Mid 29ရေး FTC 2000နဲ့နောက်ပြီးတော့ York 130ရေးနောက်တေယူပို့ဆောင်ရေးမှာ Y8 ရေး Beach 1900ရေးเนาะအစုစုပေါင်းလေရင်အားလုံး22စီးဖြစ်သွားတယ်။ဒီကောင်တော့ budget တော့တော်တော်ထိမှာပဲเนาะအဲ့တော့ဒါလေးကတော့ဒီ F7 နဲ့ပတ်သက်ပြီးတော့မှ တိထားတဲ့အချက်လိုက်တွေကိုအမြောက်ပေးတာပါအဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲလင်းရင်တွေဒီကောင်လေးမှာရှိတဲ့တလောက်တော့ရှိသေးတယ်ရှိသေးတယ်ဒါပေမဲ့ဖြန့်ခွဲမှုကမလုံလောက်ဘူးဆိုတဲ့သဘောကိုသွားတွေ့ရတာပေါ့နော်အဲ့တော့ဒီချက်ကျွန်တော်တို့အလဲပိုင်းတဲ့အရေးကြီးတဲ့တိုင်းရင်းသားဒေသတွေဖြစ်တဲ့တိုင်းရင်းသားတွေနဲ့တိုက်ပွဲတွေဆီမနာရင်ဆိုင်ထားတဲ့နေရာတွေကိုဒီရောက်ကွမ်း30တို့နော်နောက်က mid 29တို့ su 30တို့စသဖြင့်ပေါ့ဗျအဲ့ဒီလင်းရင်တွေကိုအထုပ်သုံးနေရတဲ့အနေအထားတွေလည်းတွေ့ရတယ်ပေါ့နော် အဲ့တော့အလေပိုင်းကပြောရလို့ရှိရင်ကျွန်တော်တို့အလေပိုင်းအညာသားတွေစုမိုးထားတဲ့နေရာကဆက်လက်နဲ့ပြည့်စီအာအနေဆုံးလို့ပြောလို့ရတာပေါ့နော်အဲ့တော့ဟိုတိုင်းသားတွေဒေသမှာရှိနေတဲ့စစ်မျက်နှာပြင်ကလေးကိုဒီလိုမျိုးပေါ့နော် F7 လို့လေရင်မျိုးသွားလို့ရှိရင်အဟော့ဒစီဟော့ဒစီနဲ့ပြတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အလေပိုင်းကိုတို့ကဥတီပြီးတော့မှဒီလေရင်အိုးတွေနဲ့တိုက်တဲ့အဖြူအော်ကိုတုံးတာပေါ့နော်အဲ့တော့မထင်မှတ်ပဲနဲ့ဒါအခုဒီကောင်ကြီးအပြင်းခံလိုက်ရတော့ပေါ့နော်အထင်သေးတာပေါ့ဗျာနော်အထင်သေးတာပေါ့ ဒီလင်ရင်နဲ့တက်လို့ရမယ်ဆင်းလို့ရမယ်ဘုံကျဲလို့ရမယ်ဒီ၃မျိုးပဲလုပ်တယ်ဒီ၃မျိုးပဲလုပ်နိုင်တဲ့အခြေအနေကျန်တာတွေကဘာမှစိတ်မချရတဲ့အခြေအနေ spare part ပစ္စည်းမရှိတော့ဘူးဥပအောင်လည်းမလုပ်ထားဘူးလက်ဘူးတိုက်ထားတဲ့လင်ရင်တွေအဲ့လို၃မျိုးပဲလုပ်နိုင်တဲ့အနေအထားနဲ့ဒါကျွန်တော်တို့အညာဒေတာကိုလာပြီးတော့မှအော်နည်းစမ်းသပ်ပြီးလုပ်နေတော့ကြာတော့ကြာပြီးထင်ပါတယ်เนาะအခုတော့မိသွားတော့ပေါ့ဗျာเนาะအဲ့တော့လေမှာရှိလေလက်ကောင်ကြီးပေါ့เนาะလေလက်ကောင်ကြီးအနေနဲ့လေသူတို့မှာဘာရှိလဲဆိုတော့ လေရင်ပေါ်ကိုအပြေးတစ်ပိုင်းလှူတက်ကျင်ကြတဲ့စိတ်ဆန္ဒရှိကြတယ်အဲ့တော့ဗာလဲဆိုတော့လင်းစီရတာတော့နိုင်နဲ့ပြန်ရတာဟုတ်တနားကြီးဆိုရင်လင်းစီဘယ်လောက်ဆိုတာရတယ်အဲ့ဒီမှာခွဲတန်းနေရအခောက်ရည်များလေလေခွဲတန်းများလေလေအဲ့လိုမျိုးဒီကောင်တွေကလင်းပေါ်တအားတက်ကျင်ကြတယ်အဲ့လိုတက်ကျင်ကြတဲ့ကောင်တွေပဲဟာလင်းပေါ်တက်ရမယ်ဆိုလို့လှူတက်တာနော်အဲ့မှာ အခုလစ်သွားတာပဲเนาะဆိုတော့ပြောချင်တာကလေရင်ပိုင်းတော်တွေတိထားရမှာကသူတို့တွေအခုဒါလေရင်ဘုံအတင်းတူးတက်တယ်ဆိုတာကအရင်တုန်းကကျွန်တော်တို့လေ့ကျင့်ရေးပြန်တန်းစဉ်အခါကအသိပြဿနာမရှိဘူးပတ်စံရတယ်ဟုတ်တယ်လေ့ကျင့်ပြီးပတ်စံရသူတို့ကသူခြာစားလို့ပဲဖြစ်ဘလို့ပဲဖြစ်ပတ်စံရတယ်အခုသူတို့လေရင်ဘုံတက်ပြီးတော့မှဗျာမဲပတ်စံဟာဒါသူတို့အတွက်မစားသင့်တဲ့အရာပေါ့နော်အသက်ကြီးရွယ်အိုတွေဘိုးဘွားတွေရဲ့အသက်တွေ နောက်ကျောင်းနေရွယ်ကလေးတွေရဲ့အသက်တွေနောက်ဗုဒ္ဓဘာသာအတွက်ပေါ့နော်သာသနာပြန့်ပွားရေးအတွက်သာသနာအကျိုးတာဝန်ကိုထမ်းဆောင်နေတဲ့ယဟန်တန်ဃာတွေရဲ့အသက်တွေသူတို့ဘုံကျဲနေတာနော်အဲ့ဒီအသက်တွေကိုသူတို့တက်ဖြတ်ပြီးမှဒါရလာမယ်ဝင်ငွေပြအခုအချိန်ကြီးပြောင်းသွားပြီအဲ့တော့ဟိုမှာကမိသားစုတွေကညာကြီးတွေလုံနေတဲ့အချိန်အဲ့တော့သူတို့ပြန်ရောက်ပြီပေါ့ဗျာပြန်ရောက်သွားပြီပေါ့အိမ်ကိုပြန်ရောက်သွားပြီဟာညဘက် shopping လေးပါလေထွက်မယ်ပေါ့နော် အဲအဲ့မှာစီဘိုးပါညာလည်းတော်တော်ခိုင်လာပြီနော်ဘယ်နှသိန်းပေါ့ဗျာအဲ့လိုခိုင်လာပြီခိုင်လာတဲ့ချိန်မိသားစုလိုက် shopping သွားမယ်ရုပ်ရှင်ကြည့်မယ်အဲ့လိုသွားတဲ့အချိန်မှာဟိုးအညာဒေသမှာသူတို့ဘုံကျဲခဲ့တဲ့သူတို့တက်ဖြတ်ခဲ့တဲ့မိသားစုတွေယဟန်းတွေဖုန်ကြီးတွေတက်ကြီးရွယ်ဘိုးဘွားတွေအဲ့မှာအာသုဘနာကြီးတွေဖြစ်ရလို့သူတို့ကတော့ shopping တွေထွက်ပြီးတော့မှစားတောက်ဆိုင်တွေမှာအစားကောင်းကောင်းနေနဲ့စားနေတဲ့အချိန်မှာအဲ့လိုနာကြီးတွေကတော့ တို့တို့တတ်ဖြတ်ခဲ့တဲ့အိမ်တွေမှာအနာရေးတွေကတော့ကျင်းပနေရတယ်။အဲ့တော့ဒါတွေကိုဒီငွေတွေကိုစားသုံးပြီးစားဒီငွေတွေကိုရှာပြီးတော့ပေါ့နော်။တို့တို့စားတော့ရတာမျိုးကြလားဆိုပြီးကျွန်တော်ပြီးကျင်တာဗျာနော်။အင်တာမအန်ဒီအများတဲ့ငွေကြီးတနာဥစ္စာဗျာနော်။အဲ့တော့ဒါကိုဒါကိုမှတ်ပြီးတော့မှလင်းဘုံအပြေးတစ်ပိုင်းတက်ချင်တဲ့ကောင်နေအခုသွားပြီ။သွားပြီလစ်သွားပြီနော်။လစ်သွားတာမှရုပ်ပြက်ဆင်းပြက်လက်တာ။ဘလောက်ရုပ်ပြက်ဆင်းပြက်နိုင်ဒဇစီဖြစ်တာ။ အဲ့မျက်နာဘောကသပင်းကြီးနဲ့ဗျာနော်သပင်းကြီးနဲ့နော်မျက်နာဘောကအရေအရေကုန်ကြီးအဲ့အရေကုန်ကြီးကိုအမှကျွန်တော်တို့လူတယောက်ကနေပြီးတော့မှသပင်းကနေကင်ပြီးတော့မှဆွဲပြထားတဲ့ပုံနော်သပင်းကနေကင်ပြီးတော့အပေါ်မှာသူပြထားတဲ့ပုံတွေမှာတက်လာဟာတော်တော်ဆုတ်ပြတ်တက်တယ်အဲ့နရွက်ကြီးတောင်ပါသေးရဲ့နော် alright လို့အချိန်လေးမျိုးနဲ့တေဝါရတာပေါ့ဗျာနော်အဲ့တော့သူတို့သူတို့ရဲ့လောက်ထားတဲ့ကံအကြောင်းတရားတွေကချက်ချင်းအကျိုးပေးလာပြီဆိုတာကိုပြောချင်တာ နောက်တစ်ခုကဘာလဲဆိုတော့သူတို့ဒီခုပိုက်တော့တွေစဉ်းစားမှာကအခုဒီပိုက်တော့ကိုမင်းအောင်နိုင်ကဒါတီရင်းနဲ့ပို့လိုက်တာအမှန်သူ့ရဲ့နော်သူ့ရဲ့စစ်တီကိုသူတံပိုးထားတယ်ဆိုရင်ဒီလိုလေရင်မျိုးနဲ့ဒီကောင်စစ်တိုက်ခိုင်းစရာအကြောင်းကိုမရှိတော့ဒီလိုတက်တန်းကုန်နေတဲ့တရုတ်လေရင်ဗျာ1960လောက်ကထုတ်ထားတဲ့တရုတ်လေရင်နဲ့စစ်စင်ကြီးထွက်ခိုင်းစရာအကြောင်းကိုမရှိဘူးအဲ့တော့ပိုက်လော့ရဲ့အနေနဲ့တိထားကိုဟာ မင်းတို့ရဲ့အသက်တွေကိုမင်းတို့ရဲ့အဖကနော်တန်ဖိုးမထားသလိုပြည်သူရဲ့အသက်ကိုလည်းမင်းတို့အဖကတန်ဖိုးမထားဘူးအဲ့တော့မင်းတို့လုပ်နေတာပြည်သူအတွက်မဟုတ်ဘူးဆိုတာကိုလည်းသိစေချင်တယ်မင်းတို့ကမင်းတို့သေခြင်းတလောက်သေနော်မင်းတို့သွားမင်းတို့ပြတ်ကြလို့သေခြင်းတလောက်သေအဓိကညီမချက်ကသူတို့ရဲ့အာနာတီမြဲဖို့သူတို့ဘဝလုံခြုံမှုရဖို့အတွက်အဓိကညီမချက်ကအဲ့ဒါပဲအဲ့ညီမချက်ပြည့်စုံဖို့ပဲဒါကမင်းအောင်နိုင်ပေါ့နောက်အချင်းချင်းရှိသေးတယ်လီဒါထဲမှာ စီနီယာအချင်းချင်းထိုးချတဲ့အားလေသူတို့လင်းယူကြည့်သေးတာစီနီယာဂျူနီယာအခုလိုမျိုးပေါ့ဗျာအခုလို F7 လို့လင်းယူမျိုးနဲ့သွားမှာဆိုရင်ညီလေးရောက်မင်းမင်းတက်လိုက်ဝတ်ဒီခေါ့နော်မင်းသွားလိုက်ပုံပေါ်လဲစီလေးရောက်မှာဆိုတော့အဲ့တမှာအရာရှိရလဲအရာရှိငယ်ဗျာပေါ့ဆာဆိုညစံ KTV ဘာညာလဲလစ်ချင်သေးတယ်နေတယ်မှာအဲ့လိုကလည်းလစ်ချင်သေးတယ်အော်အကောင်စီနီယာဆိုတဲ့ကောင်ကတိတယ်လင်းရဲ့အချိန်တွေကိုတိတာပေါ့သူကလီဒါထဲမှာဂျိုးတက်နေတယ်နော်မနေ့တနေ့မှာပိုက်တော့ဖြစ်တဲ့ကောင်ကတော့ဘဲတိမလဲ နော်ခြေလေးကိုမသိဘူးလေအဲ့တော့ကွာအဲ့ကွာညီလေးရောက်တော်တော်မင်းအမင်းတက်လိုက်ကွာဒီကောက်နော်နောက်ကောက်ကပါညာဘောငါတက်မယ်ပေါ့နော်အဲ့လိုထိုးချတဲ့ကောင်ရှိတယ်နော်တချို့အန်ဒီအများတဲ့နေရာတွေအန်ဒီအများတဲ့နေရာတွေကိုအဲ့ဂျူနီယာတွေကိုအနိုင်ကျင့်မိခိုင်းတဲ့ကောင်တွေရှိတယ်အနိုင်ကျင့်မိခိုင်းတာဆိုတော့ဟိုလိုပေါ့ညီလေးကွာမင်းသွားလိုက်ကွာအဲ့ကိုဘလူးဖြစ်လို့ဘယ်နဲ့ဖြစ်လို့ပေါ့နော်အဲ့ဘိုးကြီးညီလေးနဲ့အဲ့လိုမျိုးဂျူနီယာတွေကိုတေလွင်းနဲ့ပို့တဲ့ အယုဒ္ဓမာစီနီယာတွေကလည်းရှိသေးတယ်လီဒါထဲမှာအဲတကယ်တော့အခုဖြစ်ပြနေတာနော်လီဒါမှာပိုင်လော့တွေကြားထဲမှာအဲ့တော့ဒီကောင်ကခန့်ငယ်ငယ်ပါပဲအခုတည်င်းနေကြားတာတော့ခန့်ငယ်ငယ်ဆိုတော့ဒီကောင်ပိုင်လော့ဖြစ်တယ်မကြသေးလောက်ဘူးမကြသေးလောက်ဟိုစီနီယာကောင်တွေကလည်းနည်းနည်းထိုးချတာလည်းပါခြင်းပေါ့ဗျဒီကောင်ဒီကောင်တက်ခိုင်းလိုက်ကွာအားလားမျိုးပေါ့နော်အော်ဟိုကောင်ကလည်းညကျရင် KTV ကသွားကြတယ်ဟာစော်နေကလည်းချိန်ထားတယ်ဆိုတော့ RK ကလိုတယ်လीနော်လိုတော့ တစ်ခေါက်တက်သွားရင်စီဘိုးကမျိုးမျိုးမြတ်မြတ်ရမှာတော့တစ်ခေါက်ကမင်းအညာအညာဒေတာငါလည်းဘယ်ကောင်းမှပြည့်ရတာမဟုတ်ဘူးမပြည့်နိုင်တာမဟုတ်ဘူးပေါ့နော်ဒီကောင်လေးကလင်ပြည့်လည်းရှိတာမဟုတ်ပြီးတော့တောင်လည်းရှိတာမဟုတ်ငါဝူးဝေးကနေငါကျဲချရမှာအေးဆေးပဲတော့ကျဲပြီးပြန်လာလို့ဒိုးရောနော်အခုလက်တော့ဒါပဲအဲ့ဒါအဲ့တော့ပြောချင်တာကဒီစစ်တပ်ကဒီတတန်းကုန်နေတဲ့နော်တတန်းကုန်နေတဲ့လေရင်ကြီးတွေနဲ့နော်ဒီလေရင်အစုပ်တွေနဲ့ဒီကောင်လေးကို စစ်တိုက်ထွက်ခိုင်းနေတာပဲเนาะဟိုတကယ်လို့ဒါအဲလင်းရမီးရင်လောက်မယ်လို့ကျွန်တော်ထင်တာပဲเนาะလင်းရတစ်ခုဖြစ်ဆိုမီးရင်လောက်တကယ်လို့ဒါအဲ့လိုမီးငိမ့်တက်ဖို့အော်တိုစစ်စတန်နေပါမယ်ဆိုရင်အဲဒီကောင်ပြောလို့တော့မရဘူးเนาะလွတ်မြောက်ခြင်းနဲ့လွတ်မြောက်နိုင်အောင်เนาะအဲ့တော့အပေါ်လဲဒီကောင်ကထုတ်ထုတ်လို့ကလည်းမရเนาะမှန်လည်းမပွင့်ဘူးလို့ပြောတယ်ကြားရတာတော့เนาะမှန်လည်းမပွင့်ဘူးပေါ့เนาะအဲ့တော့အခုတော့တခါလေလင်းပေါ်မှာပဲအရင်ဦးဆုံးမီးကျွမ်းပြီးတေသွားသလား ဖုန်ကြီးချောင်းပေါ်ကြပြီးတော့မှမီးကျွမ်းမီးသေးသလားတော့မသိဘူး။ခေါင်းတစ်ချကိုတစ်ချအယူတစ်ချအသားတစ်ချပဲเนาะ။တော်တော်ကိုအချိန်နေဆိုးတယ်ပေါ့เนาะ။အဲ့တော့ပြောချင်တာကနောက်ဆုံးအဆုံးသက်ကတော့ pilot တွေအနေနဲ့လေတက်ကရှိနေတဲ့ကောင်တွေအနေနဲ့အဲဒီကိစ္စကအပြစ်ချတာပဲဖြစ်ဖြစ်ပြတ်ကြတာပဲဖြစ်ဖြစ်မင်းတို့အလဲကို ရောက်လာပြီဆိုတာကိုပြောချင်တာပါเนาะ။အခုဒီတလာတဲမှာဟိုဘက်လားဒီဘက်လားပေါ့ဗျာ၂လပေါ့เนาะ။ MI70 ဟိုမှာတစ်စီးလက်သွားတယ်။အခုနောက်ထပ်လေရင်တစ်စီး တော့မင်းတို့အလှည့်ကိုလာပြီဆိုတော့မင်းတို့တတိထားဖို့တတိပေးကြပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်တင်ဆက်မှာဒီနေ့တော့ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်